အာဆနယ် vs ဘိုင်ယန်မြူးနစ်ပွဲစဉ်အပအဝင်အခြားသောချန်ပီယံလိပွဲစဉ်နှစ်ပွဲကို preview လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နောက်နာဒီမနေ့မှာကြိုဆိုပါရစေကျွန်တော်နိုင်လေးပါ။ တော့ကျွန်တော်ဒီနေ့ညမှာတော့ဒါ Champion League Day 2ပေါ့နော်မင်းညကတော့ကျွန်တော်ဒါ free tick ကတော့အဆင်မပြေဖြစ်သွားတယ်ဒါ VIP ပွဲစဉ်တွေကတော့ဒါဆက်ပြီးတော့အပေါင်းပြနိုင်တုံးပဲပေါ့အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒါ free tick ကိုလည်းဒီကိုတွေအတွက်အားလုံးပဲအဆင်ပြေသွားအောင်ကျွန်တော်နေနေဒါပွဲစဉ်၃ပွဲတိကျွန်တော်ရွေးပေးမယ်အဲဒါ preview လေးလည်းလုပ်ပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါပွဲစဉ်လေးတွေကိုစပြီးတော့ပြောခင်မှာကျွန်တော်စီမှာဒီနေ့အတွက်မင်းညကလိုပဲ VIP ပွဲစဉ်ကျွန်တော်တို့ဒါ သုံးဘွဲကို2000ကျပ်နဲ့ထွက်ပါလိမ့်ခင်ဗျာအဲ့ဒါကိုတော့ကျွန်တော်ရဲ့ Viber number 9963ကိုရှေ့ရှောက်တုံညာရှေ့ရှေ့မှာလာပြီးတော့ဆက်သွယ်ပြီးတော့အားပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်လေးကိုစပြီးတော့ပြောလိုက်ရအောင်ပါအဲ့တော့ Arsenal နဲ့ Bayern Munich ပွဲကိုအရင်မပြောခင်17နာရီ55ပွဲစဉ်တပွဲဖြစ်တဲ့ Powerful နဲ့ Monaco ပွဲစဉ်ကိုအရင်ဦးဆုံးပြောပါမယ်အဲ့တော့ Powerful ကကြတော့ဒီ Champion League အသင်းတွေထဲမှာဆိုလို့ရှိရင်ဒါဖြန့်မြင်းအသင်းလို့တော့မှာပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ကကြတော့ဒါဒီ round 60ကိုတိုင်ရင်မတတ်နိုင်လို့ဆိုရင်တော့မှာပဲ playoff ကံဖို့အတွက် chance ကတော့ရှိနေတော့ပဲ ဲ့တော့ဘာဖို့ရဲ့ခြေစွမ်းကိုဘယ်နည်းပွဲစဉ်မှာသတိထားမိတယ်လဲဆိုရင် Villarreal နဲ့ပွဲစဉ်မှာဗျ Villarreal ကိုသူ့ရဲ့ဒီအိမ်ဝင်းမှာအနိုင်ရရှိအောင်ကန်သွားနိုင်တဲ့ပွဲစဉ်ကအဲ့ပွဲစဉ်မှာဆိုအတော်လေးကိုမှကောင်းတယ်လို့ပြောပြောလို့ရတယ်ဗောနော် Villarreal ကဖောင်ပြက်နေလို့ဆိုပေမဲ့လည်းဘာဖို့ကိုယ်တိုင်ကိုကကြိုးစားအားထုတ်တဲ့အပိုင်းတွေကိုမြင်ရတယ်အဓိကအဖြစ်ဒေးဗစ်လူးဝေးဦးဆောင်တဲ့ဒီ541နဲ့ဒီနောက်တန်းက အတော်လေးကိုမှဒါကြစ်လစ်ပြီးတော့ဟိုတကယ်ကိုမှဒါသူတို့လိုအပ်တဲ့ရမှတ်ကိုရရှိအောင်ဒါစုဆောင်းသွားနိုင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့မိုနာကိုပါမိုနာကိုဘက်ကိုကျွန်တော်သွားပြီးတော့ကြည့်မယ်မိုနာကိုကလက်ရှိဒီဒီလက်ရှိတေးပဲမှာဆိုလို့ရှိရင်ပေါ့နော်ပါဖုန်းနဲ့သူနဲ့ကအပေါ်အောက်မတိမ်မရင်ပဲရမှတ်ချင်းကလည်းအတူတူပဲလို့ပြောလို့ရတယ်မိုနာကိုမှာကလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒါဘာလိုကန်တို့ ကိုလိုဗင်းတို့နောက်ပြီးတော့ကျွန်တော်တွေဒါဥတာရာတို့အကုန်လုံးကတော့ဒါပြီးတော့ပြန်ပြန်ပြီးတော့ပါနေပြီအဲပြီးရင်တော့ပေါ်ပေါ်ပါကလေဒါမောင်တော်မောင်တော်အသင်းနဲ့တူပြန်ပြီးတော့ join နေတာမျိုးကိုမြင်ရတယ်ဗောနော်ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်88မိနစ်မှာလူစားဝင်လာတဲ့အပိုင်းတွေကိုလည်းမြင်ရတယ်အဲ့တော့မောင်နာကိုမှာလူစုံတက်ဆုံတော့ပြန်ပြီးတော့ပါနေပြီလို့ပြောလို့တော့ရတယ်အဲ့တော့နှစ်သင်းလုံးမှာက ဒါ playoff ကိုတက်နိုင်ဖို့အတွက် chance ရှိနေတဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အစောဆုံးပွဲစဉ်တစ်ပွဲဒီပွဲစဉ်ကိုတော့ကျွန်တော်ကဒါ powerful ဒီအင်ကွင်းမှာဆိုလို့ရှိလို့ရှိရင်ဘယ်သင်းကိုမဆို Golden United ဆိုတော့ Golden ဆွမ်းရည်မျိုးရှိတဲ့အသင်းဖြစ်တာဖြစ်တဲ့အတွက်လည်းဒီ5-4-1 formation မှာသူ့ဘက်သူ Kansas City လက်အောင်ဘလောက်ပဲဆော့ဆော့အဲ powerful ဒီလည်းတကိုးရသွားနိုင်တယ်လို့ Monaco ဒီလည်း လိုအပ်နေတဲ့ဒီကိုရောရမှတ်ကိုစုဆောင်းနိုင်ဖို့အတွက်ကြိုးစားကစားလိုက်တာလာနိုင်တာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုတော့ကျွန်တော်ကဒီ75ပွဲစဉ်တည်းမှာဒါကိုးများမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ဒါသုံးသပ်မိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ buffer monaco ပွဲစဉ်ကိုအများလေးကြိုက်ပါတယ်ဆိုတော့နောက်တစ်ပွဲပါနောက်တစ်ခုကကျွန်တော်တို့ဒါအားလုံးစောင့်မြင်နေတဲ့ arsenal နဲ့ bayern munich ပွဲစဉ်ပေါ့နော်အဲ့တော့ arsenal ကအာဆင်နယ်နဲ့မတူအောင်ကိုမှဒါဒီရက်တွေပါဆိုလို့ရှိရင်ဂိုးတွေအများကြီးပေးထားတဲ့အပိုင်းတွေကိုကျွန်တော်တို့မြင်ရတယ်အဲဂိုးတွေအများကြီးပေးထားတယ်ဂိုးတွေအများကြီး အဲတွင်းထားရတယ်ဆိုတဲ့ပုံစံပေါ့ဗျာဟိုအဓိကအပြင်ကျွန်တော်တို့ဒါဆန်နာနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်နှစ်ကိုးပေးတယ်အဲတော်တင်ဟော့စ်ပါကိုဒါရှုံတာဂက်တစ်ချိန်နဲ့တကိုးပေးထားရတဲ့အခိုက်အတန့်ပေါ့နော်ဆိုတော့ပြန်ပြီးတော့တွေးကြည့်ရင်ဘိုင်မြူနစ်ကတိုက်စစ်အားကောင်းတယ်သို့ပေမဲ့အနေငယ်လေးယော့နေတဲ့အပိုင်းတော့ရှိတယ်အနေငယ်လေးယော့နေတဲ့အပိုင်းကဘယ်ပိုင်းလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့လူဝိဒီယက်ကဒီပွဲစဉ်ကိုအနီကက်ကြောင့်လွဲပါမယ်အဲ့တော့ အဲဘိုင်မြူနစ်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒါဘေးကပ်ပြန်ပြီးတော့နောက်ကနေတည်လာပြီဆိုလို့ရှိရင်လူဝစ်ဒီယက်ကအသက်လောက်သွားကြရတယ်ပေါ့နော်ဆိုတော့ဟိုလူဝစ်ဒီယက်မပါနိုင်တာကဟိုနည်းနည်းလေးတော့ဘိုင်မြူနစ်တို့ရော်ရဲနေတဲ့တိုက်စစ်ပိုင်းတော့နိုင်ငံတော်ဖြစ်သွားနိုင်တယ်သို့ပေမဲ့လည်းဒါဟယ်ရီကိန်းကလက်ရှိမှာခြေစွမ်းပြနေပြီးတော့အိုလီစီတို့နာပရီတို့ကလည်းမဆိုးလာဘူးလို့တော့ပြောလို့ရတယ်သို့ပေမဲ့ဒီအာဆင်နယ်ရဲ့ဒီလက်ရှိတည်ထားတဲ့ formation ကြီးနဲ့လက်ရှိ form ကြီးနဲ့ကို ကိုသိန်းယူဖို့ဘိုင်မနစ်ကောဝေကွင်းရနေလွယ်ပါမလားဆိုတဲ့အချက်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားပါမယ်အဲ့တော့အာဆင်နယ်ဘက်ချမ်းကနေပြင်ပြီးတော့သွားပြီးတော့ကြည့်မယ်အာဆင်နယ်ကတော့တကယ်ကြီးဘိုင်မနစ်ကိုကိုသိန်းဖို့သူ့ရဲ့အိမ်ကွင်းမှာလွယ်ပါမလားဆိုတဲ့အချက်ပါအဓိကအဖြစ်အာဆင်နယ်ဒီဒါဘိုင်မနစ်နဲ့တွေ့ဆုံတိုင်းမှာဘိုင်မနစ်ကိုသမားမန်နွေနူအာကအတော်လေးကိုမှလက်စွန်းပြတယ်အဲကိုကန်သွေးကိုနေတော်တော်များများကိုပုတ်ထုတ်နိုင်တယ်ဆိုတဲ့အနေအထားတွေကိုကျွန်တော်အနေနဲ့မြင်ရတယ်ပြီးနောက်တစ်ချက်ကဘာလဲဆိုတော့ဘိုင်မနစ်ဒီအဲတကယ်တမ်းသူတို့တွေဒါအသင်းဒီချန်ပီယံလိလို့လိ အဆင့်တန်းမျိုးတွေမှာရောက်ပြီဆိုလို့ရှိရင်သူတို့နဲ့ဒီတူတန်အသင်းမျိုးနဲ့တွေ့တဲ့အခါမျိုးမှာတိုက်စစ်ကိုအလွန်ကြုံဖွင့်ဆော့တယ်ဆိုတာအင်မတန်ဟိုမှရှားတယ်ပွဲကိုထင်းထင်းသိမ်းသိမ်းဆော့တာလည်းများတယ်ပြီးရင်တဘာရင်ကစားသမားတွေကဘိုင်မြူနစ်မှာကအတော်လေးများတာဖြစ်တဲ့အတွက်ပွဲကိုထင်းထင်းသိမ်းသိမ်းဆော့တဲ့အပိုင်းတွေကိုမြင်ရတယ်အာဆင်နယ်ကလည်းထုံနေတကောင်းပဲဒီပွဲစဉ်ကနှစ်သင်းစလုံးဒီတယောက်မှကိုတယောက်စောင့်ပြီးတော့ဆော့မဲ့အခြေအနေကပါစန်တွေက80%ခန့်နှုန်းလောက်တော့ရှိတယ် အဲ့တော့ကျွန်တော်တို့ဒီဘွဲစင်ကိုဂိုးများမယ်လို့တွတ်ထားရင်တော့ကျွန်တော်အနေနဲ့မှားမယ်လို့ထင်တယ်အဲ့တော့ဒီဘွဲစင်ကနှစ်သိန်းစလုံးဒီထိမ့်ထိမ့်သိမ့်သိမ့်နဲ့ဆော့ပြီးတော့ပဲ ဟိုလိုအပ်တဲ့ဒီရမှတ်တွေဒါမှမဟုတ်လို့ရှိရင်နှစ်သိန်းလုံးကနှစ်ဖက်သိန်းလုံးကတည်ကြသွားတာမျိုးတွေလည်းဖြစ်နိုင်တာဖြစ်တယ်တော့ကျွန်တော်အနေနဲ့ဒါဒီပွဲစဉ်ကို1001 11ဆိုတဲ့ဒီ core score တွေကိုကျွန်တော်သဘောချမိတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကို goal အနည်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်၃ပွဲတောင်ပြီးမှာဆိုတော့ကျွန်တော်အနေနဲ့ဒါမြင်မြင်လေးပဲဟိုပြောပြလိုက်တော့ပေါ့နော်ဆိုတော့တခြားသော technical ဘိုင်းတွေကတော့ဒါ Arsenal preview သုံးသပ်ရင်နားထောင်ရမယ်ဘိုင်းမင်းကိုသုံးသပ်ရင်နားထောင်ရမှာဆိုတော့ဒါနှစ်သိန်းထိလိုက်တွေ့တဲ့အခါမျိုးကတော့ကျွန်တော်ဒါဒီလိုလေးပဲအလွယ်တကူပြောလိုက်ပါမယ်အဲ့တော့နောက်တစ်ပွဲပါ PSG နဲ့ Tottenham Hotspur ဲ့တော့ PSG ကလက်ရှိတီမ်တွေမှာဆိုလို့ရှိလို့ရှင်ရင်ဒါနောက်တစ်ဆင့်ကိုတက်ဖို့ဆိုလို့ရှင်သူ့အနေနဲ့တေချာဖို့လိုတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ Liverpool ကဒီနေ့မှာ PSV ကိုဂိုးများများသာတွင်းနိုင်မယ်ဆိုလို့ရှင်သူ့နေရာကိုယူသွားနိုင်တယ်လို့ Newcastle တို့ကလည်းဒါ Newcastle တို့ Real Madrid တို့ကျွန်တော်တခြားသောဒီ Tottenham Hotspur တို့ကအစအဲ့ဒီနေရာတွေကိုဝင်ယူနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်။လွလွကျွကျွရှိနေရဆိုလို့ Arsenal Bayern Munich လောက်ပဲရှိတယ်ဗျာ။ချန်နယ်အသင်းတွေကအဲ့လောက်ထိလွလွကျွကျွကြီးရှိမနေဘူး။အကုန်လုံးကတော့တကယ်ကိုကန်ရမယ်ဆိုတဲ့အနေအထားတွေမှာရှိတယ်။ ဲ့တော့ Tottenham Hotspur ကိုသွားပြီးတော့ကြည့်မယ် Tottenham Hotspur ကဒီပီဒီပွဲကိုအာယုံစိုက်ထားတာကိုကျွန်တော်မြင်ရတယ်။ဘာကြောင့်လဲဆိုတော့ Arsenal နဲ့ပွဲစဉ်မှာအဓိကကစားသမားတော်တော်များများကိုသူ့အနေနဲ့ဟိုပွဲထက်ကစားသမားနေရာနေမတုံးမဲ့တချင်နာတာမျိုးတွေရှိတယ်။ဥပမာ Pedro Porro တို့ player တွေပြီးရင်အစားတို့လို player တွေ Xavi Simon တို့လို player တွေကိုသူတို့အနေနဲ့အသင်းကရှုံးနေပြီဆိုတဲ့အခြေအနေမှာသာထည့်သုံးတာမျိုးကိုမြင်ရတယ်ပေါ့နော်။ဆိုတော့ဒီနေ့ပွဲစဉ်မှာကတော့ဒီကစားသမားတွေဆုံဆုံနေနေနဲ့ပြန်ပြီးတော့ပါနိုင်ပြီးတော့ tight seat in အားကိုလည်းပို့ပြီးတော့မြင့်တင်လာနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။အဲ့တော့ Tottenham Hotspur ဘက်ကအချမ်းပေါ့နော်။ဆိုတော့ ပီအက်ဂျီဘောကိုသွားပြီးတော့ကြည့်မယ်ပီအက်ဂျီမှာကျွန်တော်တို့ဒါဒမ်ဘလီကအူစမန်ဒမ်ဘလီကအသင်းစကွတ်တက်မှာပြန်ပြီးတော့ပါလာဖို့များတယ်အဲပေါ်တက်လူစီဘောမှာပါအောင်ဆိုတော့အရန်ကုန်မှာပါလာဖို့များတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတရားကားနေပြန်ပြီးတော့တတ်တာလာပြီးပြီးရင်ပီအက်ဂျီသင်းရဲ့ကွင်းလယ်တန်းပေါ့နော်ကွင်းလယ်တန်းမှာဂျောင်းနေဗတ်စ်ရဲ့ဗီဒညာရဲ့ရူးစ်ကေကလုံးရောက်တန်းလူပြန်ဆုံပြီးပြီးရင်ကျွန်တော်တို့ဒါမဲ့ပီအက်ဂျီမှာအားနေချက်ကနောက်တန်းအားနေချက်အနေငယ်လေးရှိတယ်အရာဆိုလို့ရှိရင်မောက်ခွညိုရဲ့အခုညကအရင်ကပလေယာကောင်းဗျာဒါပေမဲ့ဒီယာဒီမှာသူ့အနေနဲ့ဟာကီမိတ်ကသူ့အတွက်အထောက်အပံ့တစ်ခုဖြစ်နေတယ် ာဂီမီဒီသူ့နေရာကိုဝင်ပြီးတော့ထောက်ထောက်ပေးနေတဲ့အပိုင်းတွေကိုမြင်ရတယ်တခါတလေမှာမှကွင်းညိုရဲ့ဒီ focus လွတ်သွားတဲ့အပိုင်းတွေမှာဟာဂီမီကပြန်ပြီးတော့ဒီဖာနေပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီအဲ့အဲ့အရာကြောင့်မလို့ gap ကနည်းနည်းလေးလုံနေရလို့ပြောလို့ရတယ်အရင်တည်းကဗျာ time ကနူနူမန်ဒတ်တို့ကအရှိကိုအရင်ပြီး live ဆော့တဲ့ player တွေဖြစ်တယ်ဖြစ်တယ်သူက pre back ပဲကျန်တော့တဲ့အချိန်မှာဟာဂီမီမှကွင်းညိုပါချိုဆိုပြီးတော့ကျန်ခဲ့တယ်ဟုတ်ပြီဟာဂီမီတက်တဲ့ခါမျိုးကြလို့ရှိလို့ရှိနေနူနူမန်ဒတ်မှကွင်းညိုပါချိုဆိုပြီးတော့ကျန်ခဲ့တယ်ဒါပေမဲ့ဒီနေရာမှာ error ကဘာသွားဖြစ်လဲဆို Zagri Emery က ီပွဲစီမှာပွဲထွက်လာမှာ Hakiyamri အဲ sorry ဒီ Akemi ကကျွန်တော်တို့တွေဒီပွဲစီမှာတန်ရာပြဿနာကြောင့်လွဲမယ်ပေါ့ဗျာအဲ့တော့လွဲမယ်ဆိုတဲ့နေတာမှာ Zagiri Amri မဟုတ်ရင်တခြားသောဒီ right back player ထွက်လာတဲ့ခါမျိုးမှာဒါအသေးနဲ့ချက်ချင်းကြီးအံဝင်တာမျိုးတွေဒီနေရာမှာသူ့အနေနဲ့အသားကြောင်မဆော့နိုင်တာမျိုးတွေကဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီဘက်မှာအချမ်းမှာဆော့မယ်ကျွန်တော်တို့ဒါစားကေဇာဘီဆိုင်မွန်ရဲ့ရက်ချာလီစင်ရဲ့ဒီထရိုက်ကေပုံစံ ီတိုက်စစ်ဖွင့်တဲ့အခါမျိုးကြရင်ဒီဘတ်ချန်းကိုဒီမကွင်းယူစာကိအမီပိုင်းကအနေငယ်လေးကိုပြရနိုင်ချေရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ပြက်ချီအိမ်ကွေးမှာဖြစ်တဲ့အတွက်ဒီပယ်ရစ်မြေမှာကလည်းအချိန်မီကိုသိန်းယူနိုင်တဲ့အနေထားတွေမှာရှိတယ်ပေါ့တော့ဆိုကာဗကီလီယာတို့တို့ဒါဒမ်ဘီလီဘာလန်ဒမ်ဘီလီပေါ့နော်ပါကူလာတို့ဒီတိုင်းပဲဒီဒီ PSG အသင်းဆိုတာကဒါပရီးမီးယားလိအသင်းတွေနဲ့တွေ့ရင်သူ့အိမ်ကွေးမှာဂိုးမျိုးလေးရှိတဲ့အသင်းဖြစ်တာဖြစ်တယ်တော့ဒီဘောစင်ကကျွန်တော်တို့ညီမဆန်ဆိုင်နဲ့ကြည်ရမယ်ဒီ ပွဲစဉ်တစ်ပွဲချန်ပီယံလိတစ်ပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ဒီပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ကိုအများလေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့မှာကျွန်တော်ရွေးချယ်ပေးကြတာ၃ခုပါကျွန်တော်တို့ပတ်ဖို့မွန်နာကိုဂိုးများနဲ့ရွေးပေးထားပြီးတော့အာဆနယ်ဘိုင်ယန်မြူးနစ်ကိုဂိုးနဲ့ရွေးထားတယ်ကျွန်တော်တို့ပြေးချင်တဲ့တော်ရဟော့ဆာပွဲစဉ်ကိုတော့ကျွန်တော်ကိုးများလိမ့်မယ်လို့ကျွန်တော်ရွေးထားပါတယ်ခင်ဗျအဲ့တော့ကောင်းမွန်သောလေးနေကိုပတ်စံနိုင်ကြပါစေကျွန်တော်ရေးသုံးသက်ချက်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲညနာခွင့်ပြုပါအောင်ဗျာ